အလိုပဲမင်္ဂလာပါဆယ်လီဆယ်လီကေချာနယ်ကထပ်မံတင်ဆက်လိုက်ရပါတယ်ဒရိုက်တာမောင်တီကတော့တရုတ်ဆောင်ထူတည်ဆုပ်သွားချက်ကအရန်ပဲ1 NG ကွဲဖွဲ့ရဖြစ်နေတယ်ဆိုပြီးလူမှုကွန်ရက်စာမျက်နှာပေါ်မှာတင်ခဲ့တာဖြစ်ပါတယ်ဒရိုက်တာမောင်တီဟာသူဟာသူ့ထက်အသက်ကြီးလို့ဆရာဖြစ်လာခဲ့ပေမဲ့သူကတော့အရင်သွားခဲ့တာဖြစ်ပါတယ်သူရဲ့ဆရာဖြစ်ရချက်ကဒရိုက်တာမောင်တီဟာပို့ပြီးအသက်ကြီးလို့လူလောကထဲပုံမူရောက်ရှိခဲ့လို့ ဂရိုင်းနာမောင်တီကဆရာဖြစ်ခဲ့တာဖြစ်ပါတယ်ထို့ကြောင့်ထူးဟာအရင်သွားတဲ့သူဖြစ်တဲ့အတွက်နောက်ဘဝကြာရင်ထူးသာဆရာဖြစ်ခဲ့ရင်သင်ယူဖို့အသက်ပါပဲဆိုပြီးဂရိုင်းနာမောင်တီကပြောကြားခဲ့တာဖြစ်ပါတယ်ယနေ့အချိန်မှာ ထူးရဲ့နောက်ဆုံးအချိန်နောက်ဆုံးနေ့ရက်တွေဖြစ်ခဲ့ပါတယ်ထူးရဲ့ဇပနာမှာလိုက်ပါပိုးဆောင်တဲ့သူအရန်အရန်ကိုများပြားလောက်ခဲ့ပါတယ်ထို့ကြောင့်ထူးရဲ့ဇပနာဟာအရန်ကိုအောင်မြင်ခဲ့တယ်လို့အရန်ကိုဝန်းနေခဲ့တဲ့ဇပနာတစ်ခုဖြစ်ကြောင်း လူတွေကပြောဆိုနေခဲ့တာဖြစ်ပါတယ်။သူဟာတက်တက်ဆမင်းသားပြီးပြီးအရန်ကိုအေးဆေးပြီးတည်ငြိမ်ခဲ့တဲ့သူကြောင့်ဖြစ်ပါတယ်။မိသားစုပေါ်မိဘပေါ်အရန်ကိုတိတက်လိမ်မာတဲ့သားတယောက်ဖြစ်ပါတယ်။ထို့ကြောင့်သူဟာလူချက်လူခဲပေါများခဲ့တဲ့သူကြောင့်ဖြစ်တယ်။သူရဲ့မိခင်ဟာသူ့ကိုပြင်မစင်နေအောင်ဖြစ်နေခဲ့ပါတယ်။သူဟာအိကထက်တာနဲ့သူ့မိခင်ကိုအမြဲတမ်းဖုတ်ခေါ်ပြီးပြောနေကြစကားတော်ရှိပါတယ်။သူဟာသူ့မိခင်ကို အမြဲတမ်းကိုယ့်ရဲ့ အိုးပိုင်အိမ်ပိုင်နဲ့ထားချေခဲ့တဲ့သူတယောက်ဖြစ်ပါတယ်အိမ်ငေါဘွားနဲ့နေခဲ့ရတဲ့သူဟာယခုချိန်မှာပြန်လဲအဆက်ပြေးသွားခဲ့ပြီဖြစ်တဲ့အတွက်အိမ်ပိုင်နဲ့ထားခဲ့ချေဖြစ်ကြောင်းအမြဲတမ်းပြောဆိုခဲ့တာဖြစ်ပါတယ်သူရဲ့မိခင်ဟာသူ့သားတွေယခုချိန်ထိယူကျုံးမရငိုကြွေးနေလျက်ရှိပါတယ်သူရဲ့ဇာပနမှာလည်းသူရဲ့မိခင်ဟာအရန်ကိုငိုကြွေးလျက်ရှိပါတယ်သူဟာသူရဲ့မိခင်ကိုအိုးပိုင်အိမ်ပိုင်နဲ့ထားဖို့အတွက်အလုပ်တွေစူးစမ်းနေခဲ့တာဖြစ်ပါတယ်တိတ်မကြခင်မှာသူဟာ သူ့ရဲ့မိခင်ကိုအိုးပိုင်အိမ်ပိုင်နဲ့ထားနိုင်တဲ့နေရာတစ်ခုရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။ဘယ်အရာမှတုတ်တဲသိရှိခွင့်မရှိတဲ့တေဆုပ်ချစ်ကတော့သူ့ကိုလူလောကကနေပြီးအပီးပိုင်နှုတ်ထွက်သွားစေခဲ့ပြီဖြစ်ပါတယ်။ထို့ကြောင့်သူ့ရဲ့ပိတ်သက်တွေဟာငငယ်ရွယ်ရွယ်နဲ့အောင်မြင်မှုတလန်းတွေအများကြီးရှိတဲ့သူ့အတွက်အရန်ကိုဝမ်းနဲ့ကြည်ကွက်လျက်ရှိနေခဲ့ပါတယ်။မီဒီယာဘောင်းဆုပ်ကသူ့ရဲ့ဇာပနာခန္ဓာကိုလာရောက်တက်ရောက်ပြီးကောရာပြုနှုတ်ဆက်ခဲ့တာဖြစ်ပါတယ်။ သူဟာလူချစ်လူခဲပေါ်များတဲ့ပြည်ပြည်မီဒီယာတွေနဲ့လည်းတင်းမြတ်အောင်နေထိုင်ခဲ့တဲ့သူတယောက်ဖြစ်ပါတယ်။တိတ်မကြခင်ဇလန်တွဲတွေမှာလည်းထပ်မံပါဝင်ကြိုးစားဖို့အတွက်ကမ်းလှမ်းခံထားရပြီဖြစ်ပါတယ်။ထို့ကြောင့်အရန်ကိုနှမျောတတနေခဲ့ရခြင်းကလည်းဤချင်းရှိတဲ့တိစ္ဆာကောက်တယောက်ဖြစ်သောကြောင့်ဖြစ်ပါတယ်။တိစ္ဆာသူဟာအကယ်ဒမီရတဲ့အထိစူးစမ်းမည်ဖြစ်ကြောင်းသူရဲ့တငယ်ချင်းမောင်နှမတွေကိုအများအားပြောဆိုလေခဲ့လျက်ရှိပါတယ်။ထို့အတွက်လည်းသူဟာအစစ်အစစ်မပြတ်ရုပ်ရှင်တိစ္ဆာ ပုံစံတွေဇလန်းတွေဇက်ကွက်တွေကိုအမြဲတမ်းကျူးဆောင်ကြတယ်စူးစားခဲ့တဲ့သူတယောက်ဖြစ်ပါတယ်ထို့ကြောင့်သူ့အတွက်ရုပ်ရှင်လောကသားတွေကပါအများကြီးအများကြီးဆန်ကောဖြစ်နေခဲ့ရတဲ့ဆိုတဲ့အကြောင်းကိုတက်ပြလိုက်ခဲ့ရတာဖြစ်ပါတယ်အားလုံးပဲကျေးဇူးများတင်ပါတယ်